ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြည့်တဲ့များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ကျွန်တော်တို့ဒါတောက်လျှောက်တင်ဆက်ပေးနေတဲ့အပြောင်းရွှေ့ဈေးကွက်နဲ့ ideology ရေးစီကြောင်းကဏ္ဍတွေကမှဒါ Chelsea အသင်းရဲ့အကြောင်းကိုကျွန်တော်နဲ့အတူဆန်နန်ဝင်ချင်းချန်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါကိုမင်္ဂလာပါအနီလေးဟုတ်ကဲ့ကိုဒါကျွန်တော်တို့ဒီပြီးခဲ့တဲ့အပိုင်းဆက်လေးပေါ့နော်ကျွန်တော်တို့ဆက်ပြီးတော့ဒါပြောနေတဲ့ဟာလေးကိုတော့အခက်ရအတိုင်းသွားနေတဲ့အခါမှာဒီဘက်ကတော့ Chelsea အကြောင်းလေးဒါစပြီးတော့ပြောခြင်းနေပေါ့နော်ဒါ Chelsea ရလဲပြီးတော့ကို အဘိရဲ့အသင်းဖြစ်တဲ့အတော့ပေါ့နော်အခုဒီအလွတ်သဘောနဲ့ပဲအရင်စပြီးတော့ Chelsea ရဲ့အကြောင်းလေးစပြီးတော့ဟိုဖွင့်ပြီးတော့ပြောပြပါအောင်ဗျအလွတ်အလွတ်သဘောကဘယ်လိုအလွတ်သဘောမျိုးလဲစောစောမပါတဲ့အလွတ်သဘောလားအာဘလွတ်လွတ်လပ်လပ်ပြောပြောလို့ရအောင်ဂျော်ဖီယာညီလေးအားဟိုကြိုက်ပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့အကိုတို့ကြတော့လဲ အဲ့မရှိတော့ပါဘူးဘလုံးသင်းတသင်းကိုဟိုအားပေးတယ်ဆိုတာကဟုတ်ကောငငယ်တော့ကတော့ဟိုယူးယူးတွတ်တွတ်ပေါ့နော်အဲ့လိုရှိတာပေါ့အခုကျတော့ဟို Chelsea ရယ်လို့မဟုတ်ပဲနဲ့ဘာတွေလုံးနေကြတာလဲသူတို့နောက်ကွယ်မှာဘလို့သွားနေရလဲအဲ့ဒီမှာသူတို့ရဲ့ process ကပါလဲ outcomes ပါထွက်လာတာလဲအဲ့ဒီအပိုင်းကိုသွားလိုက်တဲ့အခါကျတော့အသင်းအပေါ် focus ကရော့တာပဲလေဟုတ်ကောနောက်တစ်ခုက အကိုတို့အရင်တည်းကလည်းပြောဥပါတယ်အကိုတို့ရဲ့ဟိုဘယ်လိုကောင်းလဲဆိုတော့အမြင်မှာကအကိုတို့အလောက်ကတင်ပေးလိုက်တာပေါ့နော်မီဒီယမ်ဖြစ်ခြင်းပေါ့မီဒီယမ်ဖြစ်ခြင်းမီဒီယမ်ဖြစ်ခြင်းကဟိုဖြစ်တဲ့အခါကျတော့ဟိုအသိတသိန်းကိုမြင်တဲ့အခါမှာလည်းဟိုသူ့အသိကိုအသိအဲ့လိုမျိုးတော့မမြင်တော့ပါဘူးဒီလိုပဲဟိုကြားနေယူတော့နေတက်လာတာပေါ့နော်ဒိုင်လူကြီးကောင်းဖြစ်လာတယ်ပေါ့ဒါဒါကိုကိုအဲ့လိုမြင်တာပေါ့အဲ Chelsea နဲ့ပတ်သက်ရင်လည်းသူတို့ ဘာလုံးနေတယ်လေအဲတခုရှိတာကဟိုဘယ်လိုကောင်းမလဲကြာရှုံးနေရင်အခုတော့မခံစားတတော်ဘူးကြာရှုံးနေမအောင်မြင်ဘူးစိတ်ဝင်စားဘူးပေါ့နော်အဲ့လိုပဲပြောရမယ်။ဒါကြောင့်လဲဆိုတော့ဘောလုံးကဒီမန်ချက်စတာစီးတီးပိုင်ရှင်အဟောပေါ့ဥက္ကဋ္ဌပေါ့ဟောကယ်ဒန်ပြောသလိုပေါ့ဘောလုံးက ဘာမှဟိုရင်းခုန်နေကြတာမရှိဘူးပေါ့ជីវားရေးလုပ်ငန်းတစ်ခုပေါ့ជីវားရေးလုပ်ငန်းတစ်ခုဟာစလိုက်ပြီးရင်အဆုံးအထိသူအမြဲတမ်းခြေလမ်းချော်လို့မရဘူးတစ်ခါကြာသွားရင်အပြန်အဖက်ဆယ်ဖို့မလွယ်ဘူးเนาะဒါသူပြောသွားတာအခုအရန်ကြိုက်တယ် Manchester City ဒီဥက္ကဋ္ဌပြောသွားပြီးခဲ့တဲ့ရသည်2024 25ရသည်ကြာချုံးသွားတော့ဘလို့ခံစားဘလို့မှမခံစားဘူးဘောလုံးကအမြဲတမ်းအဆရှိတာပေါ့အားကားရဲ့ကောင်းကွက်က ဟုတ်ကဲ့ Novak Djokovic ဟာအဲ2018မှာမအောင်မြင်ခဲ့ဘူး2019ကသူစိတ်သွေးလူတင်ပြန်ဆရတာပဲအချယ်ဆီအသင်းမှာဖြစ်ဖြစ် Manchester United အသင်းမှာဖြစ်ဖြစ်အခုတို့အဲ့လို champ ဘန် champ ကြည်လိုက်မယ်ဆိုရင် Chelsea နဲ့ပတ်သက်ရင်အဲ့ဒါပေါ့နော်မအောင်မြင်တော့လည်းဘာဖြစ်လဲဘာဖြစ်ဘူးအခုတော့တကယ်ဘာဘလို့မှမနေတော့ဒီအသင်းဟိုဘာတလုံးမှမရလိုက်လို့အဆင့်ဟို16 16ရသွားလို့လည်းဘလို့မှမနေဘူးအဘလုံးရဲ့အားသာချက်သုံးဖို့အားကစားရဲ့အားသာချက်အများနဲ့အဆရှိတယ် အမြဲအဆရှိတာကနောက်ရာသီအတွက်မျောလင့်ချက်အစ်တည်နေတာဒါ United ပြည်သက်တွေဆိုလို့အခုဒီလိုပဲပေါ့သူတို့ပြီးခဲ့တဲ့ရာသီကဘလာလက်မဲ့ဖြစ်တယ်အဆင့်16 16ရောက်တယ်ဒါတွေကဘာမှမဟုတ်တော့ဘူးစီးပွားရေးမှာဆိုအဲ့လိုမရဘူးမနေ့ကဒန်ကိုဒီနေ့မနေ့ပြန်ကုစားရမှာဟောနိုင်ငံရေးမှာလည်းဒီလိုပဲသူအကျိုးဆက်တွေကအရှိအခံကဘောလုံးကကျတော့အကျိုးဆက်ကတိုးပါတယ်ဆိုတော့အခုကအကျိုးဆက်နဲ့ပတ်သက်ပါလို့လို့ပြောရမှာလေ လုံးလုံးလတ်လတ်ပဲဖြစ်ဖြစ်မလုံးမလတ်ပဲဖြစ်ဖြစ်ဒါပဲအခုတော့လုံးဝမနေဘူးအောင်မြင်လာတယ်ဆိုရင်တော့သူတို့ဘလို့အောင်မြင်ခဲ့တာလဲအဲအဲ့ဒါလေးကြီးစိတ်ဝင်စားတော့ဟုတ်ကဲ့ကိုဒါအခု Chelsea အသင်းသွားမဲ့လမ်းကြောင်းပုံစံပေါ့နော်သူတို့ကဒီသူတို့ရဲ့ဒီရှိရင်ဆွဲပုံစံကိုဒါနောက်ထပ်အားကောင်းအောင်ဖြည့်ယုံပေးတာဒါမှမဟုတ်ဒီပြောင်းပြီးတော့လောက်ရမယ့်နေရာတွေရှိနေရလားဒါမှမဟုတ်အဲ့လိုဘလို့လမ်းကိုသူတို့ သွားနေရတယ်လက်ရှိမှာတော့ဒါတို့ LND lab ကိုတော့ခေါ်လာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ LND lab ကတို့မှာရှိရင်းဆွဲတိုက်စုံမှုနဲ့တော့အရင်ကွာဟာနေပုံစံမျိုးတော့ကျွန်တော်တို့မတွေ့ရဘူးအဲ့တော့ဒီ Chelsea မှာလက်ရှိလှုပ်ထားတဲ့ဒီ lab လက်ရှိလှုပ်ထားတဲ့လက်ဆက်လက်နက်လေးတွေနဲ့ကျွန်တော်တို့ဒါဘလို့သူတို့ရဲ့သွားကျင်တဲ့လမ်းအောင်ခံမှန်းလို့ရမှာမသိဘူးပေါ့ Chelsea က clarity တော့မဖြစ်ဘူးเนาะ Chelsea ရဲ့ပုံစံကမာအခုခေါ်တဲ့က Arsenal ကိုပြောတဲ့အခါကျရင် Arsenal အသင်းဟာဒီသူတို့ရှိရင်းဆွဲဒီ philosophy ကို improvement ဖြစ်အောင်လို့ အဲ room ကရှိလဲရှိသေးတယ်လေအဲ့ရှိတဲ့စီကိုသွားတော့ဆိုတော့ရှင်းရှင်းလင်းလင်းရှိတယ်အ6စီးကကြတော့အဲဒီ6စီး Enzo Maros ကနေအတူမနစ်ကစပြီးတော့ဒီဒီ philosophy ကိုဒီ changing the current philosophy ကိုသွားတာအဲ့တော့မနစ်ကတည်းကစတယ်6စီးကဒါပေမဲ့ဒီနှစ်ကောဒီနှစ်ကလည်းမနစ်ကဟာကိုထပ်ပြောင်းရတဲ့သဘောမျိုးဖြစ်နေ6စီးကအဲ့တော့အမှန်ဆိုရင်မနစ်ကစခဲ့တဲ့အရာတခုကဒီနှစ်က အဲ့မနစ်ကအပြောင်းလဲရမနစ်ကစတယ်ဒီနေ့ဟာချောက်စီးဟာအဲ့ဒီအပြောင်းလဲကိုနောက်ထပ်ဟိုဘယ်လိုခေါ်မလဲဆိုပြုတ်ပြင်းမုံမှန်မှုတွေကိုတွားမယ်အစားချောက်စီးကမနစ်ကစောက်လိုက်တဲ့တိုက်ကိုမကြိုက်လို့ပြန်ဖြိုပြီးနောက်ထပ်တိုက်အစ်စ်တော့အခုမှအစားပြန်စားတဲ့သဘောမျိုးဖြစ်ဆိုတော့ဟို change philosophy ရဲ့လို့မဟုတ်ပဲねမနစ်ကပြောင်းလဲတဲ့အပြောင်းလဲကိုမကြိုက်လို့အဲ့မနစ်ကအတိုင်းပဲဒီနေ့ပြန်စားမယ်ဆိုတော့သဘောဘက်ကိုတွားတယ်ချောက်စီးကဆိုတော့ဟို also maruska ပြောတဲ့စကားပေါ့နော်ဒီ another transfer window is open and one thing is guarantee chelsea are going to be busy one again ဆိုပြီးပြောသွားတယ်အဲ့တော့ဆိုလိုတာကဒါပဲလေ chelsea ကနောက်ထပ်ကသူတို့အလုပ်ရှုပ်မဲ့ဈေးကွက်ပဲဆိုတော့အဲ့တော့ဟိုကို philosophy ကိုတိုးတက်အောင်လုပ်တာမျိုးလို့ပြောလို့မရဘူးပြောင်းတာပြောင်းတာတကယ်တော့မနှစ်တည်းကပြောင်းဝင်မယ်ဒီနှစ်က ြောင်းတာကိုအချောတက်တဲ့အဆင့်မဟုတ်ဘဲနဲ့ဒီနှစ်လဲအစ်စ်ပြန်ပြောင်းရတယ်ဆိုတော့ဘုံဖြစ်နေတယ်ဟုတ်ကဲ့ဟိုအော်ဒီအခု Chelsea Club World Cup ကိုဒါထွက်လာတဲ့ဒီဟိုခီးထွက်လာတဲ့လူစင်းမှာလဲဒီသူတို့မနစ်ကခေါ်လာတဲ့ကစားသမားတွေပေါ့နော်အထူးသဖြင့် Joe Phillips တို့လိုကစားသမားတွေအပြည့်ရဒီ Kansas က Ronaldo Vega တို့လိုကစားသမားတွေမပါလာဘူးပေါ့နော်မနစ်ကခေါ်တယ်ဒီရာတီတိုးကမှတချို့တိုးကသုံးပြီးတော့တဝက်ကြတော့ငားချတယ်ပေါ့နော်အဲ့တော့ Chelsea ရဲ့ဒီ ဟိုအခုခဏလည်းပြောသွားတယ်ပေါ့မနစ်ကလည်းပြောင်းမှုလုပ်တယ်ဒီနေ့လည်းထပ်ပြောင်းမှုလုပ်တယ်ဆိုတော့ဘာဖြစ်လို့သူတို့အဲ့လိုမျိုးဖြစ်နေရပြီးတော့ဘယ်နေရာသူတို့လွဲသွားရလဲလို့ဟိုယူဆတယ်ခင်ဗျအဲ့ပါကြတော့ဒီ structural control ကဘယ်သူစီမှာရှိတယ်လဲနဲ့တော့ဆိုင်တယ်ဒီ structural control ဆိုတာကဥပမာ Manchester City ဆိုရင်သူတို့ board အဖွဲ့ကဘယ်လိုလှုပ်လှုပ်တယ်ဆိုပြီးတော့အကိုတို့ကသူတို့ကိုတင်းညွှန်းတဲ့တစ်ခုအနေနဲ့လေးလာတယ်ပေါ့နော်အကိုတို့လည်းမကောက်ဘူးပေါ့နော်တခြား club အသင်းတွေလည်း အဲဆိုတဲ့အခါကျတော့သူတို့သွားတဲ့ပုံစံက structural control ဟာ pub centric evolution ဆိုတဲ့ပုံစံကိုသွားတာ pub guardiola ကိုဒီဘ ഹു ပြုတ်ပြီးတော့တည်မလားအသင်းကနေပြီးတော့ဒီအဝင်အထွက်ကိုလှုပ်ရှားပြီးတာသူတို့ decision တိုင်းမှာကစားသမားတဦးတိုင်းမှာ pub guardiola ပါတယ်လို့ပြောလို့ရတယ်လူတိုင်းမဟုတ်ရင်တော့မအရကန်တော့အများစုအဲ့လိုပဲ arsenal ဆိုလဲဒီအခုလိုဘယ်လိုပြောမလဲ arteta led project လို့ပြောလို့ရတယ် နော်အာထေတာအာထေတာနဲ့အတူသွားနေတဲ့ project လို့ပြောလို့ရတယ်။အာ6စီးကကြတော့အဲ့လိုမဟုတ်ဘူး။6စီးကကြတော့သူတို့ရဲ့ building က top down ကိုသွားတယ်။အာ top down သွားတယ်ဆိုတာကသူတို့ဟာဒီ platform လဲဆိုတော့တချို့တော့ input တွေဝင်လာတယ်။ဒါပေမဲ့အဲ့ဒါ head coach နဲ့အနည်းငယ်ပဲသက်ဆိုင်တယ်။သူတို့ရဲ့ဒီတကယ် ultimate decision တွေကအပေါ်ကနေအောက်ကိုဆင်းလာ။အဲ့အပေါ်ကနေအောက်ကိုဆင်းတဲ့ decision အောက်မှာအလုပ်လုပ်ရတဲ့အခါမှာ Anso Maroska ကတော့ဒါ ဘောလုံးမှာကအသိနံပါတ်မရှိဘူးလေအခုမှနံပါတ်တီးစောင့်နေရတယ်နီးပြောဆိုတော့အဲ့လိုမျိုးကဟိုလော့ဆန်နီကေးကိုသွားလို့တော့ဘယ်ရမလဲဟာလာအန်တိုနီယိုကွန်တီကိုသွားလို့လို့တော့ဘယ်ရမလဲဆိုတော့ဒါကြောင့်လေသူတို့ကအဲ့လိုအဲ့လိုနီးပြမျိုးကိုထားတယ်လူတော်ပြောလို့ရတယ်ဆိုတော့မာရက်စကာမှာလေအဖြစ်အရန်တော့မရှိဘူးဟောသူတို့သူတို့ Chelsea သွားတဲ့ပုံစံကိုကဒီ hierarchy ကအပေါ်ကနေအောက်ကိုဆင်းသက်ပြီးတော့အပေါ်ကလှုပ်ချင်တာလှုပ်တာကိုနီးပြကလှုပ်ချင်တာလှုပ်ထားတဲ့ဟာကိုမကောင်းအောင်လှုပ်ပေးရသဘောရှိတယ် အဲ့ဒါမှမဟုတ်အန်ဆိုမရက်စကာကမနစ်ကလည်းသူကသူ့ယာလို့နှစ်ပတ်သက်ပြီးသူကယုံကြည်မှုရှိတယ်ဗောလေပြောမယ်ဆိုရင်ဒီအသင်းကလုံနေတာကိုသူကကိုင်တွယ်ယုံကိုဆိုတော့ဒီ environment ကြီးရဲ့ Chelsea ရဲ့ environment ကအခုလိုကြည့်လိုက်ရင် philosophical experimentation ဘက်ကိုမှတော့ဘက်ကိုသွားတယ်တိလာအဲ့တော့ refinement ဘက်ကိုသူတို့သွားလို့မရဘူးဖြစ်နေအဲ့ဒါအသင်းဘုတ်ဖွင့်နေပဲဆိုင်နေအဲ့တော့အသင်းဘုတ်ဖွင့်ကောင်းတယ်ဆိုတာကတကန်တော့ Chelsea အောင်မြင်လဲအောင်မြင်သွားမှာ မအောင်မြင်လဲမအောင်မြင်ဘူးအဲ့ဒီကိစ္စအင်မတန်ပြောရခက်တယ်အဲသို့တော့တေချာလာတော့ပြဿနာဖြစ်နေရင်လဲဘုတ်အဖွဲ့နဲ့ပူဆိုင်တယ်အောင်မြင်လဲဘုတ်အဖွဲ့နဲ့ပူဆိုင်တယ်နိပြနဲ့အများကြီးမဆိုင်ဘူးနိပြနဲ့နည်းနည်းပဲဆိုင်တယ်ဟောနိပြကအဲ့မှာမအဲ့ဆိုင်နဲ့နည်းနည်းလေးမှမနိပြနဲ့ပတ်သက်ပြီးတော့ကိုရောမကြိုက်တဲ့အချက်တွေကြိုက်တဲ့အချက်တွေဆိုတာကကြတော့အဲသူ့ရဲ့တပွဲချင်းအပေါ်မှာ in game ချင်းကပုံ approach တွေပေါ့နော် in game ချင်းကပုံတွေနောက်တစ်ခုကအဲသူ့ရဲ့ personality တွေသူပြောတဲ့စကားတွေအဲတချို့အဲ့ဒီဟာအပေါ်မှာမှာ ဟိုနေပြအဲ့ဒါကြောင့်ဒီ Azumar of Scarlet ပတ်သက်အခုအများကြီးမပြောဘူးဆိုတာအများကြီးလည်းသိပ်ပြောစရာမရှိတဲ့သူမလို့ပြောရင်အကိုတော့ဒီ Chelsea boat အဖွဲ့ကိုပြောရမှာဆိုတော့ Chelsea ကဟိုအခုဆိုလည်းအဲ့ဒီ boat အဖွဲ့ကြောင့်မှဟို top bowler ပေါ့ bowler ကြောင့်လည်းသူတို့ရဲ့ turnover ကအရန်ကိုသူတို့ရဲ့ squad turnover ကအရန်ဟို massively သူပြောင်းလဲနေတယ်သူတို့အဲ့ခါကျတော့ systemic cohesion ကအားနေနေတယ်အား Chelsea ဖြစ်နေတာအဲ့ဒါပဲအော် Chelsea ဟာ1မဟုတ်ဘူး2မှန်တယ် အခုအခုအမြင်အရာထူးမှရှိတယ်ဒါပေမဲ့အဲ့ထူးဟာတခြားအသင်းတွေရဲ့ထူးလို့တော့ဖြစ်မှာမဟုတ်ဘူးကျောက်စီကမနစ်တည်းကထူးကိုဒီနှစ်တခါအစမြေလံပြန်ပြီးတော့ဟိုမှာကဖောင်ဒေးရှင်းမခိုင်လို့ပြန်တူးထုတ်ပြရတဲ့ပုံစံမျိုးအဲအဲအဲ့လိုထူးမျိုးပေါ့ဟုတ်ကဲ့ကိုအဲ့တော့ဒီဖောင်ဒေးရှင်းမခိုင်လို့သူတို့ပြန်ပြီးတော့တူးထုတ်ပြီးတော့ဒီပြုပြင်နိုင်ခြင်းရှိတဲ့အပိုင်းတွေပေါ့နော်အဲ့တော့ဒီလက်ရှိမော်ရက်စကာတို့ပြီးတော့ချဲစီဘုတ်အဖွဲ့တို့ကဘယ်လိုမျိုးဒီလက်ရှိအဲ့လိုပြောင်းရမယ့်လမ်းစဉ်ကိုသူတို့ ဘယ်လိုမြင်ထားလဲပြီးတော့ဒီပြီးခဲ့တဲ့ရာသီခြေစွမ်းပေါ့အခြေတည်ပြီးကြည့်မယ်ဆိုရင်ဘာတွေပြင်ဖို့ဒါလိုအပ်မယ်လို့အကိုယူဆလဲပေါ့အခုတို့အခုဒီရှင်းရှင်းလင်းလင်းကိုတို့မြင်ရတာတော့ဒီ youth ပေါ့နော်ဒီ youth development and youth prosperity တွေပေါ့ဒီ Astebao တို့ဒီ Asugo တို့လို့ Sara တို့ Dilab တို့ဆိုတော့အခုစိုးရင်တာကအခုစိုးရင်တာလာမယ့်နှစ်ကြာရင်လဲ Chelsea ဟာဒီ foundation လည်းမကြိုက်ပါဘူးဆိုမြေတံပြီးပြန်ပြီးတော့ဟိုပြောင်းလဲမှာလား တချို့ကြတော့ဟိုလက်ထဲငွေရှိရင်ဟိုထင်းသလိုမသုံးဖြစ်ဘူးဥပမာ Liverpool ဆိုပါတော့ကွာအဲ Liverpool နဲ့အခုစမ်းထားပြီးပြောမယ်ဆို Liverpool ဟာပြီးခဲ့တဲ့အပြောင်းအရွှေ့300ဒီဇက်တိုက် Liverpool ဟာငွေကောင်းကောင်းမသုံးခဲ့ဘူးဟိုစောင်းရယ်မနေ့ကနှွေရယ်မနေ့ကစောင်းရယ်ဟိုတနေ့ကစောင်းရယ်မနေ့ကနှွေရယ်မနေ့ကစောင်းရယ်မသုံးခဲ့ဘူးဒါပေမဲ့အဲ့ငွေတွေကစည်ရင်းအရာရော cash အရာရောလက်ထဲမှာငွေသားအရာရောစည်ရင်းအရာရောသူတို့ ready ပဲအော်ဒီနေ့ Florian Vasco ခေါ်လိုက်တော့ပါပြောအောင်ဖြစ်ဘူး နော်ဒါဒါဒါလေဘဝူးနဲ့နှိုင်းရှင်းပြောတယ်။အော်6စီးကြတော့သုံးနေရင်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 နဲ့အော်တို့ကလက်ထဲမှာငွေရလေးရှင်းရင်နည်းနည်းလေးဟိုလေးကျဲကျင်တယ်ဆိုရဲပုံစံမျိုးဖြစ်နေတယ်။အခုကဖြစ်เสียအကြောင်းကလည်း Champions League ဝင်ခွင့်ကရသွားတယ်တစ်ချက်။ပြီးတော့အခု Club World Cup ကနေအခုအမြင်တော့ပေါင်းတန်း90ကနေ90ကျောင်းလောက်တို့ရဖို့ရှိတယ်ပေါ့နော်။ဆိုတော့ဟိုဒါပြန်မြပဲပြောလို့ရမှာပေါ့နော်။တို့ Champion ဖြစ်ရင်တော့ရာချီရမှာပေါ့။အဲ Champion မဖြစ်ခဲ့ဘူးဆိုလဲတို့ဟိုစပြီးတော့ဝင် ကစားတဲ့အတွက်ကနဦးကြီးရယ်နော်တပွဲချင်းတိုင်းမဲ့ကြီးရယ်ပြီးတော့ရှုံးထွက်လောက်ကွာတာလောက်ကိုရောက်ရင်ကြီးရယ်ဆိုရင်ဒါအဲ့အဲ့ဝန်းကျင်မှာရှိတယ်ဆိုတော့အဲ့ငွေကဒီ price money အနေနဲ့ရတဲ့ငွေ FIFA ကြီးကရတဲ့ငွေဟာဒီ financial ဘိုင်းကိုအရန်ကိုခိုင်းပါစေတယ်တော်တော်လေး valid ဖြစ်တဲ့ငွေအဲ့တော့ Champions League ဝင်ခွင့်ရထားခြင်းအဲ့ဒီကနေရတဲ့ငွေရယ်တို့ဒီနှစ်အတွက်တို့ဘာမှစိတ်ပူစရာမရှိဘူးနောက်နှစ်အတွက်လည်းငွေသုံးမယ်ဆိုသုံးလို့ရလာပြန်အောင်အဲ့တော့ထပ်သုံးပြန်အောင်ဆိုတာမျိုးဖြစ်မှာဟိုကစိုးတာ ်အဲ Chelsea ဟာဟိုဒီထက်ပိုပြီးတော့ရင်းကျက်တဲ့ leadership style တော့လိုနေပြီဆိုတော့မရင်းကျက်တဲ့ leadership style တွေမှာလည်းအားတာဟာဒါကြောင့်ဝုံတိုင်းကျဲပြီးတော့ထောက်အောင်မြင်သွားတာမျိုးလည်းရှိပါတယ်ဒါပေမဲ့ပိုပြီးတော့စိတ်ချရတာရင်းကျက်တဲ့ဦးဆောင်မှုပုံစံနဲ့စိတ်ရှည်မှုတိကျမှုအဲ့ဒါတော့လိုတာပေါ့အခုအခုပဲဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုတိတ်မကြသေးခင်ကအာကူကြီးခေါ်လိုက်တဲ့ဟိုရဟန်စတလင်းဟလာပြန်ပြန်ထုတ်ချင်လာပြီပေါ့နော်ထုတ်ထုတ်လိုက်ထုတ်မယ်ပေါ့ပြီးတော့ eventual ဘာမှလည်း အပြစ်မမေရမှရှိပဲနဲ့အဲ့ဒါကြတော့လေအဆင်မပြေဘူး and konku ရောင်းရတော့မယ်အနေထားကက်ပါရိုရောင်းလိုက်ပြီးဒစိုင်းစီရောင်းတော့မယ်ဂျောက်ဖီလစ်ထွက်ရတော့မယ်အချလိုပါမသေးကြဘူးဘရော့ရရောင်းမယ်ဆိုတော့အဲဒါမျိုးတွေပေါ့ချယ်ဆီကအဲ့တော့နောက်လူတွေအသက်ဝင်တော့ချယ်ဆီကလွန်ခဲ့တဲ့2 0ဒီလောက်ကအသင်းဟာအခုလည်းလူဟောင်းနေမဖြစ်သေးဘူးအသက်ပဲကစားသမားတချို့ကလွန်ရဆိုတာမျိုးပေါ့နှစ်တိုင်းသွားနေရင်တော့အသူတို့အနေနဲ့ဒါကြီးကဘာနဲ့သွားတူလဲဆို abstract အရင်ဆန်သွားပြီချယ်ဆီကရေပေါ်အယုတ်ရေးသလို့ ဟိုဘယ်လိုခေါ်မလဲဆိုတော့အလွယ်တကူကြည့်လို့မရ portrait တခုမဟုတ်ပဲနဲ့ဟို abstract ဒီ budget card တစ်ချက်လို့ငါတို့က buyer ကိုသွားဖမ်းရမှာလေဆိုတဲ့ဘက်ကိုရောက်သွားမယ်ဘောလုံးကငိုတဲ့က chaos ဖြစ်တဲ့ game မျိုးဆိုတော့သူတို့ကဘောလုံးကို double chaos ဖြစ်အောင်လုပ်နေလို့တော့မရဘူးအဲ့ခါကျတော့သူရဲ့ဒီ functioning philosophy ဘိုင်းဒီ response အပိုင်းမဟုတ်တော့ဘူးကွာသူတို့သူတို့သွားနေတဲ့ပုံစံတွေကအခုအဲ့အပိုင်းကိုမကြိုက်ဘူးဆိုတော့ဒီ club အသင်းအနေနဲ့ balance ကို ရှားတော့မယ်တိကျတဲ့ function တခုကိုရှားတော့မယ်ဆိုရင် Chelsea ကအဲ့အပိုင်းကိုမရောက်ဘူးဖြစ်နေတယ်အဲ့တော့အခုသူတို့လုပ်တဲ့ ideology ဟာအခုတော့ဒီ theory အရကြည့်မှဆိုရင် Chelsea သွားတဲ့ ideology ကကောင်းတယ် Chelsea ဟာလူငယ်တွေကိုသွားတယ်လူငယ်တွေနဲ့ဒီအနာဂတ်ကိုတည်ဆောက်မယ်ဆိုတာအင်မတန်ကောင်းတဲ့ ideology ပဲလေ theory အရပါလေဒါပေမဲ့လူငယ်တွေနဲ့အနာဂတ်ကိုတည်ဆောက်လက်တန့်ဆိုပြီးတော့ဒီနှစ်လဲပြောင်းနောက်နှစ်လဲပြောင်းနောက်နှစ်လဲပြောင်းနောက်နှစ်လဲပြောင်းနေလို့ဆိုရင်တော့အဲ့ဒါက ဟိုဘယ်လိုခေါ်မလဲဆိုတော့ well oiled system မဖြစ်တော့ဘူးလေအဲ့အဲ့အပိုင်းကိုအကွာစိုးရင်တာပေါ့ဆိုတော့ Arsenal လုံးတဲ့ပုံစံကိုပူကြိုက်တာပေါ့နော်ဒါဒါပုံလင်းပြောရအောင်ဟုတ်ကဲ့ပို့အဒီအမြကျွန်တော်နည်းနည်းလေး specific ပေါ့နော်ကျွန်တော်တွင်းမိပြီးတွင်းမိရတဲ့တခုမေးကြည့်မေးကြည့်စင်လို့ပို့အဒီသူတို့အခုဘဲတောင်းမှမှာဆိုရင်ဒါ Astral Vault ပေါ့နော် Palmeiras ကလည်းတကယ်အတောက်ပါဆုံးဖြစ်လာမယ်အဲလို့သတ်မှတ်ခံရတာပေါ့နော် Astral Vault ရှိတယ်ပြီးတော့ဒီပြီးခဲ့တဲ့စောင်းရာသီတုန်းကဆိုသူတို့ Giovanni Cantor ေါ့နော်သူတို့ခေါ်လာရင်နောက်နောက်ရက်ဒီမှာရောက်မယ်ပေါ့နော်ဂျိုမနီခန်တာက SUGO နဲ့အတူခေါ် SUGO ကတော့ခုရောက်မှာခန်တာကနောက်မှရောက်မယ်ပေါ့နော်အဲ့တော့အဲ့လိုအရန်ငယ်ပြီးတော့သူတို့ဒီမှာလည်းဒီတောင်ပံကစားသမားတွေလည်းလက်ရှိရှိနေဆဲပဲပေါ့နော်အဲ့တော့အဲ့ကစားသမားတွေနဲ့ range ရှင်သိမကွာဘူးပေါ့နော်အသက်ရွယ်ရှင်နဲ့မကွာတဲ့ကစားသမားတွေကိုသူတို့ဘာဖြစ်လို့ခေါ်နေရလဲပြီးတော့ဒီ Tyson ဆိုရင်လည်းသူ Nicholas Jackson ရှိတယ်ကျွန်တော်တို့ဒါအလွယ်ပြောရမယ်ဆိုရင်ဟိုကျွန်တော်တို့နားလည်ထားတာကပိုကောင်းတယ်ပိုပြီးတော့ဥစားမှုများမြင့်တဲ့ဒီ ဥဆောင်နိုင်တဲ့တိုက်စစ်မှုမျိုးလိုအပ်တယ်လို့ယူဆထားတယ်ပေါ့နော်ဒါပေမဲ့ဒါ LND လက်လူမျိုး Jackson နဲ့ဒီတိတ်မကွာတဲ့ပုံစံမျိုးကိုသူတို့ခေါ်ယူတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးသူတို့တွေးရတဲ့ပုံစံကဘလို့ဘလို့လမ်းကြောင်းမျိုးလဲဆိုတာသိချင်ပါတယ်ခေါ့အားမျိုးတွေကကြုံပါပဲဆိုတာကဘာကြောင့်လဲဆိုတော့ Chelsea ဟာဒီ role specialist တွေကိုခေါ်တဲ့ပုံစံမျိုးထပ်စာရင်ဆိုတော့ building with youth နဲ့တွားနေလို့အဲ့လိုဖြစ်တာ တိလားညီလေးအခုပြောလိုက်တဲ့မေးမေးရတဲ့မေးခွန်းမှာစီသူရဲ့မတိစိတ်ထဲမှာလိုလားနေတာက road specialist တွေကိုလိုလားနေတာဆိုတော့တကယ်ဟိုဟန်ချက်ညီတဲ့အသင်းတွေကလည်းအဲ့ road specialist ဒီ transfer တွေကိုလုပ်လို့ရှိတာ哦မလီဗာပူးဆိုဘယ် role အတွက်ဘလောက်ထူးချွန်တယ်လဲအဲ့ role ဝင်လာရင်ငါတို့အသင်းပါကောင်းသွားမလဲဆိုတော့သွားတာ哦ဆိုတော့ညီလေးအဲ့အဲ့လိုအသင်းတွေအတွက်ညီလေးမေးခွန်းကအဲ့အဲ့လာလဲမြင်နေကြအဲ့အသင်းတွေရဲ့ ဒီလုတ်ရည်ကန်ရည်ကိုလည်းဟိုကောင်းကွန်တဲ့လုတ်ရည်ကန်ရည်ကိုသဘောကျခြင်းပေါ့ကွာအဲ့ဒီကနေပြီးတော့အခြေပြုပြီးမေးလိုက်တဲ့အခါကျတော့ Chelsea ကကြတော့အဲ့လိုမဟုတ်ဘူး Chelsea ကဟို role specialist ကိုလိုချင်တာမဟုတ် building with you you ဖြစ်ရင်ပဲဘယ်နေရာဖြစ်ဖြစ်သူကခေါ်မှာပဲအရင်အသွေးကောင်းရင်ဆိုတဲ့ပုံစံမျိုးကိုတွားနေတဲ့အတွက်အခြေအကောက်ရခတ်တာပေါ့အခုပြောတာဟိုအများကြီးထက်တွေးလို့တော့ရတာပေါ့နော်ဒါပေမဲ့အခုအဲ့ကောင်ကအသေးစိတ်ပြောရတာခက်ဒါပေမဲ့အဲ့လောက်ဆိုစီသူနားလည်မယ်လို့တင်တယ်နော်သူက role specialist လိုချင်တာမဟုတ်ဘူး building with youth အဲ့တော့လူထန့်လည်းထန့်နေမယ်လိုတဲ့နေရာလည်းရှင်းရှိမယ်ဒါပေမဲ့အဲ့လိုတဲ့နေရာဟာသူတို့မျက်စိတွေစိတ်ဝင်စားစရာဟိုလူငယ်တူးမဟုတ်ဘူးဆိုသူတို့ခေါ်ကြမှာခေါ်မယ်ဆိုအဲ့ဒါအဲ့လိုမျိုးဖြစ်နေဟုတ်ကဲ့ကိုအဲပြီးတော့ဒီသူတို့ရဲ့ဘာနာရေးတနည်းအားဖြင့်တော့ကွာညီလေးဟိုပြောမယ်ဆိုရင်ဟွန်းဟုတ်ကောဟုတ်ဆက်ဆက်ပြောပါဘူးဟုတ်ဟုတ်အဲတနည်းအားဖြင့်တော့ဒါလဲဟို Chelsea ဟာဒီ philosophical identity tactical identity ထဲကိုမရောက်သေးတဲ့အချက်ပေါ့ဆိုတော့သူတို့အဲ့လိုရောက်လာအောင်တိဆောက်မှာဆိုတော့တစ်ချိန်ချင်းမှာရောက်သွားလိမ့်မယ်သို့တော့စိုးရင်စရာကောင်းတာကမနေ့ကတိဆောက်တယ်ဆိုပြီးတော့ဒီနှစ်ပြန်ဖြိုးပြန်ဖြိုးဖြတ်တယ်ဒီနှစ်တိဆောက်တယ်ဆိုပြီးနောက်နှစ်ပြန်ဖြိုးဖြတ်တယ်ဆိုရင်တော့အဲ့အဲ့ဒါမကောင်းဘူးပေါ့ ဟုတ်ကဲ့ကိုဒါပြီးတော့နောက်ထပ်တစ်ချက်ပေါ့နော်ချဲစီအတွက်ဒါအရေးကြီးတဲ့အချက်လို့ကျွန်တော်မြင်မိတာပဲချဲစီကဒါချမ်းသာတယ်ပေါ့လက်ရှိမှာတော့ဒီ PSR rules နဲ့ look in နေတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့သူပထမနှစ်တော့ကလည်းဒါချဲစီဟိုတယ်ချဲစီကပိုင်တဲ့ဟိုတယ်အဆောက်အုံတွေသူတို့ရောင်းချခဲ့တာမျိုးရှိတယ်ဒါမနစ်ထဲကဆိုရင်လည်းချဲစီအမျိုးသမီးအသင်းကိုသူတို့ဒီသူတို့ရဲ့ဒီ group တွေကပဲပေါ့နော်ပြန်ရောင်းခဲ့တယ်ပေါ့နော်ရောင်းခဲ့တာမျိုးရှိတယ်အခုတော့သူတို့ပတ်စံတွေအများကြီးရှိနေတယ်အဲ့တော့ဒါပေမဲ့သူတို့အဲ့လိုမျိုးပတ်စံတွေကို သူတို့ဒီလက်တမျိုးမျိုးနဲ့တော့သူတို့ရှာလိုက်တယ်ပေါ့ဒါပေမဲ့သူတို့ခုနအကိုပြောသလိုလက်ထဲမှာငွေရလေးရှိရင်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့တုံးတုံးပြင့်နေတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီ financial နဲ့ပတ်သက်တဲ့ဒီသွားနေတဲ့ပုံစံလေးကိုလည်းဟိုရှင်းပြပေးစေချင်ပါတယ်ဗျ financial ဘိုင်းကကြတော့သူတို့ sports ဒီ business ကိုပိုတော့လည်းကပေါ့နော်ဒါမကြွန့်ကျင်ပဲလာတာမဟုတ်ကြွန့်ကျင်ကျင်နဲ့ကင်တွေလာတဲ့သူတွေဖြစ်တဲ့အတွက် financial ဘိုင်းကသူတို့ကြွန့်ကျင်တယ်ဒါပေမဲ့ financial ဘိုင်းကဘလောက်ပဲကြွန့်ကျင်သည်ဖြစ်စေငွေပင်မဒီငွေအရင်းအမြစ်ပေါ့နော်ပင်မ ငွေစီးနေတဲ့ဒီ money flow ကောင်းနေရင်သူပို့ပြီးတော့လုံနိုင်တယ်အဲ့တော့ Chelsea ကကြတော့အဲ့ဒီသူကဒီပြောမယ်ဆိုရေလောင်ကန်တဲကနေထွက်လာမဲ့ဒီဘယ်လိုခေါ်မလဲရေစီးချောင်းကိုသူတို့ကအကုန်ခတ်တုံးပလိုက်တာအကုန်ခတ်တုံးပလိုက်ပြီးတော့ဒီတနှစ်ချင်းကိုသူတို့ amortization အနေနဲ့10နှစ်စာ10နှစ်စာခွဲသည့်တိုင်အောင်သူတို့အဲ့တော့လက်ရှိအနေနဲ့ဆိုရင် rules တွေသူတို့တော့မညှိဘူးမညှိဘူးသို့တော်သူတို့ကနှစ်တိုင်းသူတို့ကဒီဘန္နာကြီးကြတဲ့အစ်တစ်ခုကိုနှစ်တိုင်း ရာသီတိုင်းရာသီတိုင်းမှာသူက minus နဲ့စအာမှာအဲ့အဲ့ minus နဲ့စတဲ့အခါမှာသူက minus တက်ကြော်တဲ့ငွေကိုသူကဟိုမျောလင့်ထားပြီးတော့အလုပ်လုပ်နေတာအရန်ကိုဘယ်လိုကောင်းမလဲဟိုမြက်ကန်းပုံစံပေါ့နော်အဲ့လိုဖြစ်နေရပေါ့အဲ့မှာမနစ်ကကြတော့သူတို့တကယ်တမ်းကြတော့သူတို့ထင်သလောက်ငွေဝင်မလာတဲ့အခါမှာအာ Chelsea ဟာတချို့တော့အရေးပေါ်ဒီသူတို့ရဲ့ဘန်နာရေး lever တွေကိုထုတ်ထုတ်ပြီးတော့သုံးရတာပေါ့သုံးတော့ ဟိုဟာလောက်တယ်ဒီဟာလောက်တယ်အဲ့မှာအရန်ကြောက်ဖို့ကောင်းတဲ့အချက်ကဒီသူတို့ဒီဟိုတယ်ကိုရောင်းတဲ့ကိစ္စအဲ့ရောင်းတဲ့ကိစ္စဟာရောင်းပိုင်ခွင့်ရှိရလားဆိုတော့မသေးကြပဲနဲ့သူတို့ရောင်းပိုင်ခွင့်ရှိပါတယ်လို့အထင်နဲ့သူတို့သူတို့ဒီဟာကြီးကိုဒီငွေတွေတုံးပလိုက်တာဒါပေမဲ့တကယ်တကယ်ကျတော့ရောင်းပိုင်ခွင့်ရှိမရှိတာသူတို့ပရီးမီးယားလိအဖွဲ့ချုပ်နဲ့အမှအမှုတွေပါရင်ဆိုင်ရတဲ့အနေအထားတွေဖြစ်သွားတယ်ရင်ဆိုင်တဲ့အခါမှာနောက်ဆုံးမှာတော့ဒီရောင်းပိုင်ခွင့်ရှိတဲ့ဒီပိုင်ဆိုင်မှုပါဆိုပြီးတော့အဖြေထွက်သွားလို့ကံကောင်းသွားမဟုတ်ရင်အဲ့ထဲက Chelsea ကဟို ဘယ်လိုခေါ်မလဲဆိုတော့အေးယူခံရမယ်ကစားသမားခွဲခွင့်နဲ့ပိတ်ခံရမယ်တော်အဲ့လိုဖြစ်ခဲ့ရင်လည်းတမျိုးကောင်းအောင်မယ်ရှိတဲ့ကစားသမားတွေကိုပဲတေချာပေါက်ဆက်ပြီးသုံးရတော့မှာဆိုတော့အထိုင်တစ်ခုရသွားအောင်မယ်ဟိုလွတ်သွားတဲ့အတွက်သူတို့ကဟိုထပ်ပြီးတော့ငွေသုံးခွင့်ရတယ်အဲ့တော့ငွေသုံးခွင့်ရတော့အခုဆိုတာဝင်ငွေဟို Champions League နဲ့ဒီ Club World Cup ကနေအဲ့တော့ Club World Cup ကတေချာတာကနောက်နှစ်မရှိဘူးနောက်နှစ်မရှိဘူးနောက်နှစ်မရှိဘူးဆိုတော့သူကဘာလဲဆိုတော့ဟိုမထင်မှတ်ပဲနဲ့ရလိုက်တဲ့ငွေမျိုးပေါ့ အရင်မြစ်တစ်ခုကနေပြီးတော့ရင်းနှီးမြှုပ်နှံမှုတစ်ခုကနေပြီးတော့မှန်မှန်လေးဝင်နေတော့ငွေမဟုတ် endorsement ကနေရတဲ့ငွေမဟုတ်ဘူး sponsorship ကနေရတဲ့ငွေမဟုတ်ဘူးဒါ၄နှစ်တစ်ကြိမ်မှာသူတို့ပါနေလို့စုကြည်အနေနဲ့ရတယ်ဟာနောက်နောက်၄ရာသီအတွင်းမှာ Champions League ဖလားမရဘူးဆိုရင်သူတို့ဒီနောက် club world cup ကိုဝင်ခွင့်ရဖို့ဆိုတာကရှစ်နှစ်ထပ်ဆောင်ရမှာဆိုတော့ဒီဟာအကူတော့ဟိုဘယ်လိုကောင်းမလဲဆိုတော့ပင်မဝင်ငွေရေးစည်းကြောင်းတွေကိုတော့ထည့်လို့မရတဲ့ငွေမျိုးအဲ့လိုမျိုးဆိုပိုပြီး queue စပြီးသုံးဆွဲရမှာ တိုးတော့သူတို့ထုံးစံအတိုင်းပဲသူတို့ဟိုနောက်ထပ်ပြုပြင်ပြောင်းလဲမှုအစ်စ်တွေသူတို့ထပ်ပြီးလုပ်နေတယ်ဆိုတော့အကိုအနေနဲ့ဒီဘေးကနေမြင်ရတာတော့အင်မတန်စိုးရိမ်စရာကောင်းတယ်သူတို့တွားနေတဲ့ပုံစံကဆိုတော့ကျွမ်းကျင်သူတွေဖြစ်သည့်တိုင်အောင် Chelsea ကအောင်မြင်မှုကလိုက်မလာဘူးငွေကြေးကထင်သာလို့လိုက်မလာဘူးဟိုတကယ်တကယ်ယာတီချုပ်ဆိုရင် Chelsea ကလက်ရှိအရင်တော့က Chelsea ကဒါ Premier League မှာဒီ Manchester United ပြည်ဝင်ွေအကောင်းဆုံးအသင်းကနေ Manchester City ကြော်တက်တယ် Liverpool ကြော်တက်တယ် Arsenal ကြော်တက်တယ်ဟိုတစ်နှစ်ကဆို Tottenham Hotspur ဆောင်ကြော်တက်တယ် ဆိုတာမျိုးပေါ့ဟုတ်ကဲ့ကိုဒါ Chelsea ကဒါအနေရများတဲ့လမ်းကြောင်းလေးတွေကျွန်တော်တို့အမြင်ရတယ်ပေါ့နော်အခုဒါ Chelsea နဲ့ပတ်သက်ပြီးတော့ဒါအခုအခုသိနေသွားတယ်အခုထပ်မှန်ပြီးတော့ပြည့်စွက်ပြီးတော့ဆွေးနွေးကြတာလေးရှိနေတယ်ကျွန်တော်တို့ပြောပြသွားခဲ့ပါအောင်ပေါ့အာ Chelsea ကဟိုပို့ပြီးတော့ major ဖြစ်တဲ့ leadership လို့လည်းလို့အခုပြောခဲ့တယ်ပေါ့နော်အဲ major ဖြစ်တဲ့ leadership ဆိုတာကကျတော့ဒီပိုင်းဒီ bold အဖွဲ့အနေနဲ့ vision ကောင်းကောင်းလို့တယ် ော် Chelsea ရဲ့ structure ကိုကြည့်လိုက်ဥပမာ Liverpool ရဲ့ဒီ2024ကနေသူတို့စပြီးပြင်ဆင်လိုက်တဲ့ structure ကိုကြည့်လိုက်ရင်အခုတော့အားကစားကြွမ်းကျင်မှုเนาะဆိုရယ် sense အများကြီးမြင်ရတယ် Liverpool တိဆောက်ထားတဲ့ structure တော့မှာအဲ့တော့ Chelsea တိဆောက်ထားတဲ့ structure ကကြတော့အားကစားကြွမ်းကျင်မှုတော်တော်နည်းတယ်ဒီ Agbelly တို့ဒီ Todd Boehly တို့တိဆောက်ထားတဲ့သူတို့ရဲ့ဒီ Maha Director 10ဦးပေါ့ကွာအဲ့10ဦးမှာအားကစားနဲ့တော်တော်အလန်းဝေးတဲ့သူတွေများတယ် ဆိုတော့အာကစား vision တချို့လည်းအခုတော့ထည့်စီကျင်တယ်။အာ6စီးအနေနဲ့ဟိုဒီသူတို့ရဲ့ဒီ structure မှာဒီအာကစားနဲ့ပတ်သက်ပြီးတော့ဒီပြောရေးဆိုရင်ခိုင်ခိုင်မာရှိပြီးတော့ dot poly ရဲ့ season တွေကိုဟိုဒါတော့မလုပ်သင့်ဘူးဒါတော့လုပ်သင့်တယ်ပါမနနိုင်ပြောနိုင်တဲ့သူမျိုးလို့အကိုတော့လိုရတယ်ဆိုတော့ဒါမျိုး add value back ကတော့အဲ့လိုမျိုးကိုလိုလားနေပြီဒါမှမဟုတ် bowling နဲ့မနှစ်ကဆိုသူတို့ညှိသွားတယ်လမ်းခွဲမလို့ဓာတ်ဖြစ်ကုန်တယ်ဆိုတော့ဟာမျိုးပေါ့နော်ဒါမှမဟုတ် third bowling ကပဲနောက်ပိုင်းဆက်ပြီးတော့လုံနေတယ်ပေါ့အခုအဲ့ဒီအပိုင်းကိုကျောက်စီအတွက်ဟိုထီပေါက်ဖို့ဆိုတာကလက်ရှိအခုဒီနှစ်သွားလိုက်တဲ့အထိုင်ဟာအခု2025-26ရာသီမှာအရန်ပေါက်ဖို့လုံနေပြီမဟုတ်ဘူးဆိုရင်အဲ့ဒီအသင်းကိုဟိုအခြေပြုပြီးတော့2026-27ရာသီဟာနောက်ထပ်ဒီလိုမျိုးတွေထပ်လုံးလို့မဖြစ်တော့ဘူးဒီအသင်းအောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေအပြောင်းလဲလင်းလင်းနဲ့နောက်နှစ်ရာသီ300ရာသီလောက်ဆက်သွားဖို့လိုတယ်လို့ဒါအခုမြင်တယ်တော်တော်စင်အနေထားရတယ် ်သူတို့ရဲ့ဒီ squat shape ဟာမကြာခဏပြောင်းလဲနေခြင်းပြီးတော့နောက်တစ်ခုကသူတို့ရဲ့ top down hierarchy ကိုမကြိုက်ဘူးအဲသူတို့အဲ့တော့ဟို Maruska ကိုလည်းဟို data ပို့ပြီးတော့ Maruska နဲ့ရဲ့ authority ပေါ့နော်အခန်းကဏ္ဍကို data ပို့ပြီးတော့ဟိုဘယ်လိုခေါ်လဲပေးတင်တယ်လို့လည်းမြင်နေပေါ့ ဟုတ်ကဲ့ကိုဒါအခုလိုပြပြစုံစုံဆွေးနွေးပေးသွားခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားရလိမ့်မယ်လို့ပြောလင်းပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။